ျွန်တော်တို့မှာကြီးမားတဲ့အိမ်မက်တွေရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုအကောင့်တွေပေါ်ဖို့အချိန်ရောက်လာရင်မနှက်ဖြန်မှာပဲလုံလိုက်မယ်လို့တွေးမိပြီးမလုံပဲထားလိုက်တယ်ဒါပေမဲ့အဲ့ဒီမနှက်ဖြန်ဆိုတာဘယ်တော့မှရောက်မလာပါဘူးသင်ကကြီးမားတဲ့အရာတွေလုပ်ချင်တယ်ဒါပေမဲ့ဘယ်ကနေစားရမလဲဆိုတာနားမလည်ဘူးဂျင်ဆော့မယ်ဒါမှမဟုတ်ပညာရတဲ့ဟုတ်ခုသင်ယူမယ်လို့တွေးနေပေမဲ့အားရနဲ့ဖုံးဖို့ဒါမှမဟုတ်ဇက်ကားကြည့်တာချက်တင်လို့တာတွေလုပ်ရင်းနဲ့ပဲအချိန်ဖြုံးမိတယ် အဲ့ဒါတွေကဘာကြောင့်ဖြစ်ရတာလဲတင်ကလူပြင်းတယောက်ဖြစ်နေလို့လားအဖြေကတော့တင်ဟာလူပြင်းတယောက်မို့မဟုတ်ပါဘူးအဲ့ဒါကကိုလုံးမဲ့အရာကအစမှာပဲကြီးမားနေတယ်လို့ထင်မိနေလို့ပါ စားလုံးမဲ့အရာတခုခုကအစမှာပဲခက်ခဲတယ်လို့ခံစားမိရင်ပိုလွယ်ကူတဲ့အရာတခုပဲလှုပ်လိုက်မယ်လို့ကို့အုံတော်ကကိုကိုပြောလာတယ်ပြီးတော့အဲ့အရာကိုမလှုပ်ပဲထားလိုက်တယ်အခုကြီးနေသူလဲဘဝမှာအနည်းဆုံးတစ်ခါတော့ခုလိုဖြစ်ဖူးကြမှာပါဖြစ်ဖူးတယ်ဆိုရင်တော့ဒီဗီဒီယိုမှာ တင်းအတွက်သတင်းကောင်းလေးတစ်ခုရှိပါတယ်အဲ့ဒါကအဲ့အရာကိုပြင်ပြင်လို့ရပါတယ်တင်းကလူပြင်းတယောက်မဟုတ်ပါဘူးဒါကအချင်းဆိုတစ်ခုပဲဖြစ်နေလို့ပါပြီးတော့အချင်းဆိုတာပြင်ပြင်လို့ရတယ်အရာတစ်ခုဆိုတာလူတိုင်းသိကြပါတယ်တင်းဘွားမှာတင်းရဲ့ပန်းနိုင်တဲ့တင်းရဲ့ရီမှန်းချက်တွေကမဖြစ်နိုင်ဘူးလို့ခံစားရပြီးဘာဆက်လို့ရမယ်ဆိုတာမသိပဲလမ်းပြောက်တာမျိုးခံစားဘူးလားငွေစုကျင်တယ်ဒါပေမဲ့အရာအလုံးမှာခြွေတာဖို့ဆိုတာအရန်ခက်ခဲသလိုဖြစ်တယ်။ကျမ်းမာရေးကောင်းကျင်တယ်ဒါပေမဲ့ နေ့တိုင်းပြေးရတာလမ်းလျှောက်လို့ရတာကခက်ခဲတယ်လို့ခံစားရတယ်။အဲ့ဒါကတင်ဟာတင်ကိုတင်ဂယုမဆိုင်တာမဟုတ်ပါဘူး။အဲ့ဒါကတင်ရဲ့အုံနောက်ဟာတင်ကိုခက်ခဲမှုတွေဒါမှမဟုတ်နာကျင်မှုတွေကိုရှောင်ရှားပြီးတက်တောင့်တက်တာရှိမှုကိုရှာဖွေပေးနေလို့ပါ။ဒါပေမဲ့တင်ရဲ့အုံနောက်ထက်တင်ဟာပိုတော်တယ်၊တင်ကပိုထက်မြတ်တယ်ဆိုတာမမေ့ပါနဲ့။ဟုတ်ကဲ့မင်္ဂလာပါဒီဗီဒီယိုမှာတော့ပြင်းရင်ချင်းကိုရက်တန့်ပြီး အရေးပါတဲ့အရာတွေကိုစလုံးဖို့ကူညီပေးမယ်။အယိုးရှင်းဆုံးနီးလန်းသုံးချက်ကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်၁ကိုလုံးမဲ့အရာတွေကိုတင်းငယ်တဲ့အရာဖြစ်ခွဲလိုက်ပါ။ကြီးမားခက်ခဲတဲ့အရာကနေစမယ်ဆိုရင်မစခင်မှာပဲလက်လျှော့ကျင်လာလိမ့်မယ်။ဥပမာစာအုပ်ဖတ်ချင်ရင်တရက်ထဲနဲ့တအုပ်လုံးဖတ်မယ်လို့မတွေးပါနဲ့။ဒီနေ့ဗနမျက်နာနောက်ရက်ဘလောက်အဲ့လိုပုံစံနဲ့ခွဲလိုက်ပါ။ခြေလန်းတေးသေးလေးကနေစလိုက်ပါ။ဒါကဖြည်းဖြည်းချင်းတောင်တက်သလိုပါပဲ။တလန်းပြီးတလန်းအေးအေးဆေးဆေးနဲ့ဖြည်းဖြည်းလျှောက်သွားရသလိုပါပဲ။ ။တင်းအိမ်မက်တွေအတွက်လည်းအေးအေးဆေးဆေးနဲ့ဖြည်းဖြည်းတဆင့်ပြီးတဆင့်ကြိုးစားပါ။ဥပမာနောက်တစ်ခုပြောရမယ်ဆိုရင်တင်ကဂစ်တာသင်ခြင်းရင်တရက်ထဲနဲ့တချင်းတစ်ပုတ်လုံးကိုသင်မယ်ဆိုတာလုံးဝမဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။အချိန်ပေးရမယ်၊ chord သင်ရမယ်၊ strumming သင်ရမယ်ပြီးတော့နေ့တိုင်းလေ့ကျင့်ရမယ်။ကြာလာတဲ့အခါအဲ့ဒီလိုအားထုတ်မှုသေးသေးလေးတွေဟာကြီးမားတဲ့ရလဒ်တွေအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။အဓိကတော့ပြည့်ပြည့်စုံမှုထက်တိုးတက်မှုကိုပဲအာရုံစိုက်ဖို့လိုအပ်ပါတယ်။နံပါတ် လွယ်ကူတဲ့နေ့စဉ်လုပ်ရုပ်လုပ်စဉ်တွေဖန်တီးပါ motivation လို့ခေါ်တဲ့စိတ်တက်ခွန်အားပေါ်မိခိုမနေပါနဲ့နေ့စဉ်လုပ်ရုပ်လုပ်စဉ်တွေကိုစာအုပ်မှာချမှတ်ထားလိုက်ပါစိတ်ခွန်အားကကုန်ခန်းသွားနိုင်ပေမဲ့နေ့စဉ်လုပ်ရုပ်လုပ်စဉ်တွေကအရာရာကိုသူ့ဟာနဲ့သူပြီးမြောက်အောင်လုပ်ပေးလာပါလိမ့်မယ်ဥပမာမနက်လေးချိန်ကလုပ်မယ်ဆိုရင်ညကလေးကပြင်ဆင်ထားပါအဲ့လိုဆိုမနက်ထလာနဲ့စတင်ဖို့ဆိုတာပူအဆင်ပြေသွားလိမ့်မယ်နေ့စဉ်လုပ်ရုပ်လုပ်စဉ်တွေကိုစပိန်စီးတောင်းအောင်သင်ပေးတဲ့ ဘိငက်လေးလိုမျိုးတွေးကြည့်ပါတင်ကိုယ်တိုင်သဘောအတိုင်းလှုပ်တက်သွားတဲ့အထိအဲ့ဒီတင်းငယ်တဲ့အလေးချင်းလေးတွေက အရာရာကို ပုံမလွယ်ကူအောင်လှုပ်ပေးသွားပါလိမ့်မယ်ဒီနေ့ကနေစတင်နိုင်တဲ့နေ့စဉ်လို့ရုပ်လုံးစဉ်တည်တည်လေးတစ်ခုကဘာဖြစ်နိုင်မလဲမနှက်ထတာနဲ့တနေကုန်လို့ရမယ့်အချက်တွေကိုရေးတာဖြစ်ဖြစ်အဲ့ရနိုးတာနဲ့ရေးတစ်ခွက်တောက်တာဖြစ်ဖြစ်မနှက်ထတာနဲ့9မိနစ်လောက် meditation လုပ်တာဖြစ်ဖြစ်စတာတွေကိုလုပ်နိုင်ပါတယ် ဒီလိုအလေးအကျင့်တိတိလေးတွေကမင်းရဲ့နေ့စဉ်ဘဝကိုအဖွဲ့စည်းပေးပြီးစက်တိုးတက်ဖို့ကူညီပေးပါလိမ့်မယ်။နံပါတ်3နမိနစ်စီမင်းကို အသုံးပြုပါ။အခက်ဆုံးအပိုင်းကစတင်ဖို့ပါပဲ။ဒါကြောင့်မင်းကိုမင်းနမိနစ်လောက်ပဲအလုပ်လုပ်မယ်လို့ဂရုပေးလိုက်ပါ။ဒါပါပဲ။စာအုပ်ဖတ်ချင်လားတနေ့ကိုစာမျက်နှာတစ်မျက်နှာပဲဖတ်လိုက်ပါ။အခန်းတန့်ရှင်းရေးလုပ်ချင်လားတောင်းတောင်းကနေအစပြုလိုက်ပါ။မင်းစတင်လိုက်ပြီဆိုတာနဲ့ဆက်လုပ်ဖို့ဆိုတာပိုလွယ်ကူသွားပါလိမ့်မယ်။တောင်ပေါ်ကနေကြောက်တုံးကို လိန်ချလိုက်တာမျိုးပါပဲပထမအဆုံးမှာတွန်းအားပေးရတာခက်ခဲတယ်ဒါပေမဲ့နောက်ပိုင်းကျရင်သူ့ဟာသူလိန်သွားတော့တာပါပဲရိုးချင်းအောင်ပြောရမယ်ဆိုရင်တင်ကရီမန်ချက်ကြီးမားပေမဲ့ပြင်းရတဲ့သူတယောက်ဆိုရင်ဒီအချက်တွေကိုလုပ်ပါနံပါတ်1အလုပ်တွေကိုတင်းငယ်အောင်ခွဲပြီးလွယ်ကူအောင်လုပ်ပါနံပါတ်2တင်းကိုတင်းကူညီဖို့နေ့စဉ်လှုပ်ရုပ်လှုပ်စင်တွေဖန်တီးပါနံပါတ်3အားထုတ်မှု1မိနစ်လောက်နဲ့ပဲစတင်လိုက်ပါဒါပါပဲအကောင်ဆုံးအချိန်ကိုစောင့်မနေပါနဲ့ အခုပဲစားလိုက်ပါတင်းရဲ့အိမ်မက်တွေကတင်းကိုစောင့်ညော်နေပါတယ်တွားပြီးအဲ့ဓာတွေကိုအကောင့်ထဲပေါ်လိုက်ပါโอเคဒီဗီဒီယိုလေးကတင်းအတွက်အချိုးရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်